ရေပြူမြို့နယ်ကံပေါက်ဒေသမှာရေနံနဲ့သဘာဝတန်းငွေပိုက်လိုင်းစီမံကိန်းကြောင့်ဆုံးရှုံးခဲ့ရတဲ့ဥယျာဉ်ချမ်းမြေတွေအတွက်ဒေသခံတွေကနစ်နာကြေးရဖို့တောင်းဆိုနေတာမှာတနစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။ဒီသတင်းကိုတော့ဥကျော်စိုးကပေးပို့ထားပါတယ်။တနင်္သာရအတိုင်းဒေသကြီးရေပြူမြို့နယ်ကံပေါက်ဒေသကဥယျာဉ်ချမ်းရှင်တွေဟာဇော်ဒီကသဘာဝတန်းငွေစီမံကိန်းအတွက် PTT EBI ကုမ္ပဏီကပိုက်လိုင်းတွေတန်းရမှာမလေးရှားခြေဆိုင် ပက်ထရိုနက်ကုမ္ပဏီပိုက်လိုင်းလမ်းကြောင်းနဲ့ရှင်ပြီးဖောက်လုပ်တဲ့အတွက်ပိုက်လိုင်းနှလိုင်းကြားကကျန်နေတဲ့မြေယာနစ်နာချင်းငွေရဖို့ဒေသခံတွေကတောင်းဆိုနေတာပါ။ထိုင်းနိုင်ငံခြေဆိုင် PTT EPI ကုမ္ပဏီရဲ့ပိုက်လိုင်းတွယ်တန်းရေးစီမံကိန်းတာဝန်ရှိသူတွေထံကနေဥယျာဉ်ချမ်းမြေနစ်နာချင်းမရရှိသေးတဲ့အတွက်ဒေသခံတောင်းသူတွေက2012ခုနှစ်ကတည်းကနေပိုက်လိုင်းတွယ်တန်းတဲ့လုပ်ငန်းကိုဟက်တာမှုတွေလက်ရှိအချိန်ထိပြုလုပ်နေတာ ဖြစ်ပါတယ်။အခုလို့ဆိုတော့တင်ပြတယ်တင်ပြတဲ့ကုမ္ပဏီက တို့တင်ပြတဲ့အနေထားကိုလက်မခံတဲ့သဘောမျိုးတိုက်ရောက်နေတာပေါ့ကျွန်တော်တို့ဒီ online ကြားရုပ်ရေးကို PTTV EPI ကုမ္ပဏီနဲ့ပေးမယ်ဆိုပြီးတော့အခုပေးမယ့်လက္ခဏာမတွေ့ရတော့တဲ့ကြောင့်ကျွန်တော်ပြောဆိုခြင်းပဲပါကုမ္ပဏီရဲ့ကုန်တွင်ပိုက်သဘောအတန်ခွင့်ပတ်လည်လမ်းကြောင်းဖြတ်သန်းတဲ့ founder တဲချောင်းအုပ်ပင်ခွင့်စတဲ့ကျေးရွာအုပ်စုတွေကဥယျာဉ်ချမ်းရှင်340ကျော်ရဲ့ချမ်းမြေဧက130ကျော်နဲ့နာကျင်းငွေပေးဖို့ညှိနှိုင်းနေတာပါ အခုလိုပတ်လိုင်းသွေတန်းချင်းလုပ်ငန်းမှာဒေသခံချမ်းပန်းရှင်တွေအနေနဲ့ဟတ်တာထားပါကချမ်းရှင်တဦးချင်းစီကိုဥပဒေအကြောင်းအရအရေးယူမှုဖွင့်သွားပြီးရော်ချင်းဝေကိုလည်းအပြည့်အဝမပေးဘဲ90ရာခိုင်နှုန်းသာပေးရောသွားမယ်လို့ထိုင်းကုမ္ပဏီရဲ့တာဝန်ရှိသူတဦးက2012ခုနှစ်တုန်းကရေဖြူမြို့နယ်အုတ်ချုပ်ရေးမှုစီကိုအကြောင်းကြားထားပါတယ်မီတာ20ပိုင်လိုင်းပိုင်လိုင်းကြီးပြည့်တဲ့လမ်းတစ်စောင်ကျွန်တော်ကပေါက်ပြီးလားဟိုကမြေဖို့တဲ့ခါလေးပဲနည်းနည်းလေးမီတာ တရားလောက်ပေါ့နော်မီတာ100လောက်အဲထစ်နေတာကတ်ွက်ထားရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကလည်းပြည်လေအောင်ဆိုပြီးတော့ဟိုဒါဟိုအစ်စ်စ်ကျွန်တော်ပြန်ထားပြီပြန်ထားပြီဆိုတော့ဆိုင်းဝန်ကြီးဌာနကလည်းမကြခင်မှာကျွန်တော်တို့ဟိုဒါဟိုဟိုဟိုတစ်နှစ်တယောက်ပတ်တဲ့နစ်နာကြီးပေါ့နော်ရော်ကြီးတော့မဟုတ်ဘူးကို့ပဲကို့ပြန်ရမှာပေါ့နော်ဒါကျွန်တော်တို့သူတို့တင်ထားတဲ့ဈေးနှုန်းနိုင်မဲ့ကျွန်တော်တင်ထားပေးလိုက်ဒေသခံတောင်သူတွေကိုအပင်ရေတွက်ပေါ်မူတည်ပြီးသုံးနှစ်စာနှစ်နာကျေးပေးနိုင်ရေးအတွက် ပြည်ထောင်စုအဆက်စီးပွားရေးကော်မတီကညှိနှိုင်းဆောင်ရွက်နေတယ်လို့လဲတနင်္သာရတိုင်းဒေသကြီးအစိုးရဖွဲ့အတွင်းရေးမှူးရဲ့ဒဝဲခရိုင်အုတ်ချုပ်ရေးမှူးထံဒီဇင်ဘာ3ရက်နေ့2023ခုနှစ်ရက်စွဲပေးပို့စာမှာဖော်ပြထားပါတယ်။ဒေသခံပြည်သူတွေရဲ့ပိုက်လိုင်းသွယ်တမ်းတာကိုဟက်တာခံရတဲ့ဇော်တိကရေနံနဲ့သဘောတန်းခွင့်စီမံကိန်းကိုထိုင်းနိုင်ငံအခြေဆိုင် PTT EBI ကုမ္ပဏီကမြန်မာနိုင်ငံမရမကန်လွန်ပြင်လောက်ကွက်အမှတ် M9 မှာတစ်ဆက်ကုန်ဒီပိုင်းကံမောက်ဒေသကိုဖျက်ပြီး ထိုင်းနိုင်ငံကိုပိုက်လိုင်းမှတစ်ဆက်သဘောတန်ကိုတင်ပို့နိုင်ဖို့ပိုက်လိုင်းသွယ်တမ်းတဲ့လုပ်ငန်းကို2017ခုနှစ်ကတည်းကလုပ်ကိုင်နေပါတယ်။ဇော်တိကသဘောတန်ကိုစီမံကိန်းကို230စီမံကိန်းအနေနဲ့ထိုင်းနိုင်ငံခြေဆိုင် PTT EBI ကုမ္ပဏီနဲ့မြမရေတန်းနဲ့သဘောတန်ကိုလုပ်ငန်း MOG ကုမ္ပဏီတို့ပူးပေါင်းလုပ်ကိုင်မှာဖြစ်ပြီး2015ခုနှစ်မှာထိုင်းနိုင်ငံကို နေ့စဉ်သဘောတန်ကိုကုဘပေတန်း300နီးပါးတင်ပို့သွားမှာပါ။